မင်္ဂလာပါကဘာပေါ်ကတက်တန်းအရင်ဆုံးတက္ကသိုလ်ကြီးတစ်ခုအကြောင်းတင်သိပါသလားအဲ့ဒီတက္ကသိုလ်ကြီးကအမေရိကန်နိုင်ငံထက်နှစ်ပေါင်း900နီးပါးပိုမိုတက်တန်းရှိတယ်ဆိုတာတင်သိပါသလား Oxford တက္ကသိုလ်ဟာကဘာပေါ်မှာအင်္ဂလိပ်စကားပြောတဲ့တက္ကသိုလ်တွေထဲမှာတက်တန်းအရင်ဆုံးတစ်ခုဖြစ်ပြီးကဘာတက်တန်းအရင်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ် ူရဲ့သမိုင်းကြောင်းဟာ1000နှစ်တခုနီးပါးရှိပါပြီ။ Oxford တက္ကသိုလ်ကိုတိတိကျကျဘယ်နှစ်မှာစတင်တည်ထောင်ခဲ့တယ်ဆိုတာအသေးအကျအမှတ်တမ်းမရှိပေမဲ့1996ခုနှစ်ကတည်းကစတင်ပြီးစတင်ကြမှုတွေရှိနေပြီလို့ယူဆရပါတယ်။အဲ့ဒီအချိန်ကတည်းကပညာရေးဗဟိုချက်တစ်ခုအဖြစ်တဖြည်းဖြည်းကြီးထွားလာခဲ့တာပါ။ အလဲခေဥယောပမှာဖုံတော်ကြီးတွေနဲ့ပညာရှင်တွေစုဝေးပြီးစာတင်ကြကြတဲ့နေရာကနေစတင်ခဲ့တာပါစနစ်ရာစု1169ခုနှစ်မှာအင်္ဂလန်ဘီယင်ဒုတိယဟင်နရီကအင်္ဂလိပ်ကျောင်းသားတွေကိုပါရီတက်ကတိုမှာတွားရောက်ပညာသင်ကြားခွင့်ကိုပိတ်ပင်ခဲ့ပါတယ်ဒီလိုပိတ်ပင်လိုက်တဲ့အခါအင်္ဂလိပ်ကျောင်းသားတွေနဲ့ဆရာတွေဟာ အောက်ဆိုမြို့ကိုပြန်လာပြီးပညာသင်ကြားမှုတွေကိုစုစည်းလှုပ်ဆောင်ခဲ့ကြပါတယ်။အဲဒီကနေစပြီး Oxford တက္ကသိုလ်ဟာပုံမစနစ်တကျတိုးတက်လာခဲ့တာပါ။အောက်ဆိုရဲ့ထူးခြားချက်တစ်ခုကတော့ College စနစ်ပဲဖြစ်ပါတယ်။စတုံးရာစနစ်ပြီးမှတဖြည်းဖြည်းနဲ့ College အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ကျောင်းသားတွေဟာတက္ကသိုလ်မှာစာသင်ကြားရုံသာမက College တစ်ခုမှာနေထိုင်ပြီးပညာသင်ကြားရပါတယ်။ ဒီကောလိပ်တွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီးចောင်းသားတွေရဲ့လူမှုဘဝနဲ့ပညာရေးဘဝကိုပါထိန်းចောင်းပေးပါတယ်။လက်ရှိအချိန်မှာအဆိုတက်ကရိုမှာကောလိပ်ပေါင်း39ခုရှိပါတယ်။အဆိုတက်ကရိုဟာနေပေါင်းများစွာကြာအောင်ကမ္ဘာပညာရေးသိပ္ပံစာပေနိုင်ငံရေး level တွေမှာထူးချွန်တဲ့ပညာရှင်တွေကောင်းဆောင်တွေကိုမွေးထုတ်ပေးခဲ့ပါတယ်။သိပ္ပံပညာရှင်တွေဘက်မှာဆိုရင် နမည်ကြီးဥပမာခရစ်စတိုဘာလော့ဘက်ဘွိုင်းစတီဗင်ဟော့ကင်းစတဲ့စိတ်ပံပညာရှင်ကြီးတွေပေါ်ထွက်ခဲ့ပါတယ်။ဇာဘေဘက်မှာဆိုရင်စာရေးဆရာဂျေအာအာတော့ကင်းအော်စကာဝိုင်းစတဲ့ကဘာကျော်စာရေးဆရာတွေလည်းအော့ဆိုတက်ကရိုကျောင်းသားဟောင်းတွေပဲဖြစ်ပါတယ်။နိုင်ငံရေးနယ်ပယ်မှာအင်္ဂလန်ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့မာဂရက်တက်ချာတိုနီဘရန်စတဲ့သူတွေအပြင်ကမ္ဘာအကောင်းဆောင်များစွာနဲ့အော့ဆိုကနေပေါ်ထွက်ခဲ့တာပါ။ နိုဘယ်ဆုရှင်ပေါင်း83ဦးကျော်ဟာအောက်ဆိုနဲ့ဆက်နွယ်မှုတွေရှိနေပါတယ်။ဒီနေရာမှာအဓိကပြောချင်တဲ့အချက်ကတော့အောက်ဆိုတက်ကတူဟာအမေရိကန်ပြည်ထောင်စုထက်နိပေါင်း900နီးပါးပုံမတက်တန်းကြီးရယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အောက်ဆိုတက်ကတူစတင်ပေါ်ပေါက်ချိန်ကခမန်းချီ 1996ဝန်းကျင်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးကြေညာခဲ့တဲ့နှစ်က1996ခုနှစ်ဖြစ်ပါတယ်။ဆိုလိုတာကအမေရိကန်ပြည်ထောင်စုဆိုတာတောင် မပေါပေါက်သေးခင်ကိုရိုနီခေတ်တောင် မရောက်သေးခင်ကတည်းကအော့ဆ်ဖို့ဒ်တက္ကသိုလ်ကြီးဟာပညာသင်ကြားရာဌာနကြီးအဖြစ်တည်ရှိနေခဲ့တာပါ။အမေရိကရဲ့ပထမဆုံးတက္ကသိုလ်ဖြစ်တဲ့ Harvard တက္ကသိုလ်ကို1636ခုနှစ်မှာစတင်တည်ထောင်ခဲ့တာတော့ Oxford တက္ကသိုလ်ကအဲ့ဒီအချိန်ကတည်းကရာစုနှစ်ပေါင်း900ကျော်တက်တန်းရှိနေခဲ့ပါပြီ။ယနေ့ကမှလည်း Oxford ဟာကမ္ဘာထိပ်တန်းတက္ကသိုလ်တွေထဲကတစ်ခုအဖြစ်ရပ်တည်နေစေပဲဖြစ်ပါတယ်။ကမ္ဘာအကောင်ဆုံးတက္ကသိုလ်အဆင့်သတ်မှတ်ချက်တွေမှာအမြဲတမ်းထိပ်တန်းနေရာတွေမှာပါဝင်ပါတယ်။ခင်ဗျားတဲ့သုတေသနလုပ်ငန်းတွေ၊နေပညာအသစ်တွေနဲ့ ပညာရေးစနစ်တွေကိုဆက်လက်တည်ထွင်ဖန်တီးနေပါတယ်။အော့ဆိုတက်ဂရိုရဲ့မူလအမည်ကအော့ဆိုဆိုတဲ့နာမည်ကနွားဖြက်ကိုရာနေရအော့ဆိုတဲ့အတိတ်ဘယ်ကနေဆင်းတက်လာတာဖြစ်ပါတယ်။အော့ဆိုတာကနှစ်ထီးကိုဆွလို့တာပါ။ Force ဆိုတာကတော့မြစ်ရဲ့တိမ်လက်နေရလူတွေတိရစ္ဆာန်တွေဒါမှမဟုတ်ရင်တွေဖြက်ကူးနိုင်တဲ့မြစ်ကူးစိတ်လိုနေရာမျိုးကိုခေါ်တာပါ။ သမိုင်းကြောင်းအရာအောက်ဆိုမြို့တီရှိရာနေရာဟာရှေးရခင်ကတိန်းနီရဲ့ရေတိမ်ပိုင်းတဲ့နေရာတစ်ခုဖြစ်ပြီးနွားဟုတ်တွေဖြက်ကူးပို့ဆောင်တဲ့အဓိကလမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်နွားတွေဖြက်ကူးတဲ့မြကူစိမ့်လို့နာမည်တင်ခဲ့တာပါ။ဒီအမည်ကနေမြို့ရဲ့အမည်နောက်ပိုင်းမှာတက္ကရိုရဲ့အမည်အဖြစ်စင်တက်လာခဲ့တာလို့သိရပါတယ်။အောက်ဆိုတက္ကရိုစတင်တည်ထောင်သူတွေဟာ ခရိယံဘုံတော်ကြီးတွေနဲ့ ဖယားရှိခိုးကြောင်းနဲ့အနိကဆက်ဆက်နေပါတယ်အလယ်ခေတ်ကာလမှာပညာသင်ကြားရေးဆိုတာဖယားရှိခိုးကြောင်းတွေနဲ့ဘုန်းကြီးကျောင်းတွေရဲ့လက်ထက်မှာအဓိကရှိနေခဲ့ပါတယ်ပညာသင်ကြားမှုတွေစတင်ခဲ့တဲ့၁၇ရာစုနောက်ပိုင်းလောက်မှာအဲ့ဒီနေရာမှာဖယားရှိခိုးကြောင်းများနဲ့ဖုန်းတော်ကြီးကျောင်းများစွာရှိခဲ့ပြီးအဲ့ဒီကျောင်းတွေကနေပညာသင်ကြားမှုတွေကိုလှုပ်ဆောင်ပေးခဲ့ကြပါတယ် ဆရာတော်ဘုန်းတော်ကြီးမင်းကစာပေဘာသာရေးတတနိကပေသားနဲ့တခြားပညာရပ်တွေကိုပါ သင်ကြားပေးခဲ့ကြတာပါအစောပိုင်းကျောင်းသားတွေဟာလည်းဘာသာရေးနဲ့ဆက်နွယ်တဲ့သူတွေဥပမာဘုန်းတော်ကြီးလောင်းတွေဘာသာရေးပညာရှင်တွေအများစုဖြစ်ပါတယ်ဘာသာရေးပညာရပ်များကလည်းသင်ယူညွှန်တန်းရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ Oxford ရဲ့ ဂေါလိအများစုကိုလည်းဘာသာရေးအဖွဲ့အစည်းများဘုရားရှိခိုးကျောင်းများသို့မဟုတ်ဘာသာရေးပညာရှင်များက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဥပမာမာတွန်ကောလိပ်လိုမျိုးဂေါလိပ်အချုပ်ကို ဖုံတော်ကြီးတွေကဘာသာရေးပညာသင်ကြားဖို့ရည်ရွယ်ချက်နဲ့စတင်ခဲ့ကြတာပါ။ ဒါကြောင့်အော့ဆိုတက်ဂရိုရဲ့အစောပိုင်းသမိုင်းကျောင်းဟာ ခရစ်ယာန်ဘာသာနဲ့ဘုရားရှိခိုးကျောင်းတွေနဲ့ခွဲလို့မရအောင်ဆက်ဆက်နေတာဖြစ်ပါတယ်။အချင်းကြာလာတာနဲ့အမျှပညာရဲ့ level တွေပုံမူကျေပြန့်လာပြီးဘာသာရေးထက်ကျော်လွန်တဲ့သိပ္ပံစာပေဥပဒေစတဲ့ပညာရပ်ပြီကိုပါတင်ကြလာခဲ့ကြတာပဲဖြစ်ပါတယ်ဒီအချက်လက်တွေကနေအောက်ဆိုတက်ဂရိုရဲ့သမိုင်းကြောင်းနဲ့ထူးခြားချက်တွေကိုနားလည်သွားပြီလို့မျှော်လင့်ပါတယ်